မင်္ဂလာပါလိမ္မာလေးတို့ရေအလိမ္မာရေပုံပြောကြမယ်ဆိုတဲ့စီစဉ်လေးကနေကြိုးဆိုလိုက်ပါတယ်ဒီနေ့မှာတော့အလိမ္မာလေးတို့အတွက်ရိုးအပ်တော်ကြောင်းကလေးဆိုတဲ့ပုံမြင်လေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှိရှိတုန်းကကြောင်းကလေးတစ်ကောင်ရှိတဲ့တနေ့ကြောင်းကလေးကမိဘုံဘေးမှာခနန်းတွေကိုကင်းစားနေတဲ့ကွယ်အဲ့ဒီချိန်မှာမြောက်ကလေးတစ်ကောင်ရောက်လာပြီးကြောင်းကလေးကိုကြောင်းကလေးရဲ့ မင်းကောင်ကကူညီပေးရမလားလို့မေးလိုက်တဲ့။တောင်ကလေးကလည်းဝမ်းသာအားရနဲ့ကူညီဖို့အခွင့်ပေးလိုက်တာပေါ့။ဒါနဲ့မြောက်ကလေးဒါဆိုရင်မင်းကမိဘုံတွေကထုတ်ပေး။ငါကခွာပေးမယ်လို့ပြောတော့တောင်ကလေးကလည်းမြောက်ကလေးပြောတာကိုယုံပြီးမြောက်ကလေးပြောတဲ့အတိုင်းလုပ်တာပေါ့ကွယ်။မြောက်ကလေးလည်းတောင်ကလေးရဲ့နောက်မှာထိုင်ပြီးတောင်ကလေးပေးတဲ့ခန်းတွေကိုအခုခွာရင်းတကောင်မီးတကောင်ကုန်တဲ့အထိစားနေတော့တာပေါ့ နောက်ဆုံးတော့ကြောင်ကလေးမှာလက်တွေပူလောင်ပြီးကနန်းတကောင်မှမစားလိုက်ရပဲကြမ်းခဲ့ရပါတော့တယ်။လိမ္မာလေးတို့လည်းဒီပုံမြင်လေးကိုနားထောင်ပြီးကြောင်ကလေးလိုသူများပြောတိုင်းအယုံမလွယ်ရဘူးနော်။ကိုအားကိုကိုပြီးစူးစမ်းဆောင်ရရမယ်နော်။ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲကွယ်။နောက်ပတ်တွေမှပြန်လေ့ကြပါမယ်နော်။